ားလုံးပဲမင်္ဂလာပါခင်ဗျာယခုတခါတင်ဆက်ပေးမှာကတော့လုံးသက်ရှိပြမင်္ဂလာတရားတော်များမှာကာလေနဓမ္မတာဝနံပင့်လျော်သောအခါတရားနာခြင်းဆိုတဲ့မင်္ဂလာတရားအပိုင်း26ကို လူများသိလွယ်အောင်လက်ရှိဘဝနဲ့သက်ဆိုင်ပြီးနားလည်ရလွယ်တဲ့ပုံမူလေးတစ်ပုဒ်အဖြစ် တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုလိုက်ကြပါအောင်လားခင်ဗျာ ုံမြင်လေးရဲ့အမိကတော့ငြိမ်းချမ်းမှုရရှိသူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။တခါတော့ကယွမ်လေးတယွာမှာမဆန္ဒလို့အမည်ရှိတဲ့တောသူအမျိုးသမီးလေးတူရှိပါသည်။ဆောင်ဝင်ရည်အဲ့အတွက်အလုတ်စူးစမ်းတက်သူဖြစ်ပေမဲ့အတွင်းစိတ်ထဲမှာမပြည့်စုံမှုပစုံတရားရှိနေခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းအလုတ်တွေပြီးသွားလို့အင်းရှေ့လမ်းသွယ်လေးကို ငေးမောကြည့်မိတိုင်းဘာဖိုးတယောက်ကိုအင်းရှိလန်းကနေနေ့စဉ်နေတိုင်းလိုလိုဖြက်သွားနေတာကိုမြင်ရပါတယ်နေမှာတော့မက်ဆန်နာကလမ်းလျှောက်သွားတဲ့ဘာပိုးအိုနောက်ကနေလိုက်သွားခဲ့ပါတယ်။ပိုရောက်တော့ဘာပိုးအိုဟာတစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်၍အဝေးမှလော့စပီကာဖွင့်နေတဲ့တရားတော်ကြီးအတန်ကိုနာကြားနေပါတယ်။ဘုရားမြတ်စွာဘုရား ာသနသမိုင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်သောင်းတိုင်ညရဲ့အမတ်တရားဆိုတာဒီထင်းထင်းရှားရှားရှိခဲ့တယ်အဲ့ဒီရှိတဲ့ထဲမှာအထူးခြားဆုံးကတော့မြတ်စွာဘုရားဟာအဝေးကချိုတန်တဲ့တရားတန်တဲ့အတူဘာပိုးအိုရဲ့နားအယုံစိုက်ပြီးနားချနေတဲ့မြင်ကွင်းတစ်ခုကိုမြင်ရတော့ယင်ထဲမှာမဆန္ဒတယောက်အေးချမ်းသွားခဲ့ပါတယ်မဆန္ဒရဲ့စိတ်ထဲမှာဘာဖြစ်လို့ဘာပိုးအိုဟာတရားနာနေတာလဲလို့ ပြတ်တော့နေခဲ့ပါတယ်။ဘာဖို့အနာတို့တဖြည်းဖြည်းနီးလာတဲ့အခါတီကြီးစွာနာကြားနေတဲ့ဘာဖို့ကမတ်ဆန္ဒကိုကြည်ကပြုံး၍ဘဝမှာတစ်ချိန်ချိန်မှာတရားနာဖို့တည်တဲ့သူဟာမျော်လင့်ချက်ရှိသူဖြစ်ပါတယ်။တရားနာတဲ့ဆိုတာတစ်ချိန်နားစင်တာမဟုတ်စာအုပ်ဖတ်တာမျိုးလည်းမဟုတ်ကိုယ်စိတ်ကိုတီကြီးစွာထားပြီးကိုယ်အကြောင်းကိုပြန်စဉ်းစားဖို့အခွင့်အလမ်းဖြစ်တယ်လို့ ဘာဘူးအိုကပြောလိုက်တော့မက်ဆန်ဒါကတရားတန်နာရင် နားထောင်နေခဲ့ပါတယ်။နောက်ထပ်နာယီအနေငယ်အကြာမှာမက်ဆန်ဒါဤစိတ်ကငြိမ်းချမ်းလာတယ်။မနေ့ကထိုင်ပြီးစဉ်းစားနေတဲ့စီးပွားရေးအပြည့်စည်တွေမအောင်မြင်တာတွေကိုတဖြည်းဖြည်းတက်တာလာစေခဲ့ပါတယ်။တပတ်နှစ်ပတ်ဆက်နာလာတာနဲ့မက်ဆန်ဒါရဲ့အတွင်းစိတ်ကတခုခုပြောင်းလဲလာခဲ့တယ်။တရားနာတာဟာတင့်အတွက်တခဏတာ အေးချမ်းမှုသာမဟုတ်ဘူး။ နာပါများလာရင်တင့်ဤစိတ်ကိုတန်ရှင်းစေပြီးတင့်ရဲ့တန်ဖိုးရှိတဲ့အကြောင်းတစ်ခုကိုလမ်းပြနေတယ်။တင့်ဘဝထဲမှာတနေ့တနေ့ပြောင်းလဲလာလိမ့်မယ်လို့ဘာဖိုးအိုကပြောလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးမက်ဆန်နာဟာမနေ့တိုင်းဘာဖိုးအိုနဲ့တရားနာတဲ့သူဖြစ်လာခဲ့တယ်။သူ့ဘဝကတတန်းအနေငယ်အတွင်းငြင်းချမ်းမှုနဲ့ပြည့်သွားပြီးအလုတ်ပေါ်တာဝန်ရှိခြင်းလူမှုဆက်တမ်းရဲ့အပေါ်လေးစားမှုရှိခြင်းနေတိုင်းနေတိုင်းငြိမ်းချမ်းတဲ့စိတ်အင်းမှုနဲ့ပြည့်ဝလာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်းမက်ဆန်နာကသူ့ရဲ့ရှိတစ်ပင်အောက်တနေရာတွင်ဘာဖို့လိုတရားနာသူအဖြစ်အေးချမ်းစွာနေထိုင်ခဲ့ပါတော့သည်ဒီပုံမြင်လေးကိုနားထောင်ခြင်းဖြင့်ကာလေနာဓမ္မတာဝနံဆိုတာတက်လျော်သောအချိန်ခါတွင်တရားနာခြင်းဖြစ်ပြီးစိတ်အေးချမ်းမှုဉာဏ်သိမြင်မှုတက်တန်းတိုးတက်လာမှုတို့ကိုပေးနိုင်ပါれဆိုတဲ့အကြောင်းဘုဒ္ဓဘာသာဤမင်္ဂလာတရားတစ်ခုကိုတင်ပြလိုက်ရပါတယ်ခမညာ